ားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးကြိုလိုက်ပါတယ်ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစို့ဒီညကနေပြီးတော့စုမုံကောင်းတောင်းပေးလိုက်ပါတယ်အဲ့တော့ကျွန်တော်ချက်ခရီးထွက်နေတဲ့ကြောင့်မတာဒီပွဲပြီးသုံးသက်ချက်ကလည်းပွဲပြီးပြီးချင်းနောက်ကျသွားတယ်မနေ့ကဒါကျွန်တော်တို့ခရီးရဲရောက်ချင်းပဲ quality လောက်တော့ကြာတယ်ဘောနော်ဒါအမှန်တော့ quality ဆိုတာဒါကျွန်တော် by minute နဲ့ဒါကျွန်တော်တို့အာ live web ဘွဲစဉ်ကလေးကကျွန်တော်ဒီခီးရရောက်တာပေါ့နော်ပြီးလဲပြီးတော့ဒါကျွန်တော်တို့ Arsenal ဘွဲကိုကျွန်တော်ကြည့်ဖြစ်ခဲ့တယ် Arsenal ဘွဲကလည်းကျွန်တော်ပြောမယ်ဆိုရင်ဒီနေ့ဘွဲစဉ်မှာ အာတိတကိုကျွန်တော်တော်တော်လေးတော့နားမလည်နိုင်ဘူးပေါ့နော်ဒါကျွန်တော်မနေ့ကတော့ဒါတချို့ကြတဲ့ဒါကိုနားလည်ပြီးရလူကနားလည်ပြီးကျွန်တော်ကဂျာပရိသတ်တရားအနေနဲ့စဉ်းစားမိတာအာတိတအနေနဲ့ဘာလို့ဒီနေ့ပွဲစဉ်မှာ line နဲ့အပြည့်စုံနဲ့စပြီးထွက်ခဲ့တာလဲအဲ့တော့ပထမဆုံးဒါကျွန်တော်တချို့ကြတဲ့ဖြည့်တွေးပြီးဒါသူတို့အနေနဲ့ဒါ momentum ရကြလို့ပေါ့နော်ဒီနေ့ပွဲမှာဘုံမောက်ကိုနိုင်နိုင်ပြီးဒါကျွန်တော်တို့ PSG ကိုထပ်နိုင်အဲ့ဒီ momentum တကူ build up လုပ်ချင်တယ်ပြီးတော့ဒီနေ့ပွဲစဉ်မှာတချို့ကြလည်းပြောချင်တာသူ့ရဲ့ကစားသမားတွေကဒီနေ့ပွဲစဉ်မှာလုံးဝထောင်းထောင်းမြည်ဖြစ်နေရတဲ့အကြောင်းကိုဒါကိုလှုပ်ချင်တဲ့ဆိုတဲ့ပုံစံမျိုးကိုတွေ့ရမယ်တဲ့မှာပါတယ်ပေါ့နော်အဲ့တော့ အမှန်တမ်းပြောရမယ်ဆိုဒီနေ့ရှုံပွဲကအာဆနယ်အသင်းတွေတကယ်နဲ့ပြန်ကြည့်မယ်ဆိုရင် impact ကြီးကနည်းနည်းလေးတော့ရှိတယ်။ဘာလို့ဒီလိုပြောရလဲအခုလက်ရှိမှာအာဆနယ်အသင်းနဲ့အကယ်၍သာ Newcastle United သာနိုင်ခဲ့မယ်ဆိုရင်တော့အာဆနယ်အသင်းနဲ့ရမှန်နှစ်မှတ်ပဲကွာတော့မယ်နေထားမှာရှိတယ်။အဲ့တော့ပြောချင်တာအစစ်နှစ်နေရအောင်မှာအာဆနယ်အသင်းကခက်လွတ်လွတ်ဖြစ်လာတဲ့ပုံစံမျိုးပဲဖြစ်လာခဲ့တယ်။အဲ့တော့ အာဆနိုသင်းနဲ့ဒီနေ့ပွဲစမှာရှုံးတယ်လားမေးရင်တော့မရှုံးသင့်ဘူးဒီနေ့ပွဲစမှာအာဆနိုသင်းလည်းအပိုင်လုံးတွေအများကြီးရခဲ့ပေမဲ့တကယ်တမ်းအခွင့်အရေးကိုအသုံးချသွားခဲ့တာ EFC ဘုံမောက်သင်းဖြစ်တယ် AFC ဘုံမောက်သင်းကအခုလက်ရှိနောက်ပိုင်းမှာအာဆနိုစီကမတွေ့ရတာကြာပြီဖြစ်တဲ့ set piece တွေကနေပုံစံမျိုးကိုပဲ AFC ဘုံမောက်ကအသုံးချသွားခဲ့တယ် AFC ဘုံမောက်နဲ့ဒီလက်ရှိပွဲစဉ်တွေမှာဒါမဆိုးဘူးလို့ပြောလို့ရတယ်ဒါကျွန်တော်တို့ ခြေစွမ်းတွေကိုဒါ AMG ဘုံမောင်တင်းကနေပြီးတော့တော်တော်လေးကိုတွေ့ရမယ်တဲ့မှာပါတယ်အဲ့တော့ AMG ဘုံမောင်ကတော့ရှင်းနေပြလက်ရှိမှာဒါသူတို့အနေနဲ့ဥရောပဝင်ငွေဒါကျွန်တော်တို့အသက်မြင့်တမြင်ကိုဒါကျွန်တော်ရအောင်သူတို့လုံပြသွားခဲ့တယ်အဲဒီနေ့ပေါ်စမှာဒါ AMG ဘုံမောင်ရဲ့နိုင်ပွဲကြောင့် AMG ဘုံမောင်ကအဆင့်ရှင်နေရာကိုရောက်သွားခဲ့ပြီးတော့ဒါကျွန်တော်အကယ်၍သာ conferently ရမယ်ဆိုရင်တော့ရလူရရနေရတခုဖြစ်သွားတယ်ပေါ့နော်အခုလက်ရှိမှာဒါ conferently ရဖို့အတွက်တင်ကြတော့ဖြစ်နေပြီဆိုတော့နေရာတခုဒါတတ်သွားအဲ့တော့လက်ရှိမှာဒါအဆင့်9အဆင့်10ကအာဖူဟန်တို့ brighton တို့အသင်းနေနေဒါ brighton ကတော့မကန်သေးဘူးဗျာအာဖူဟန် သင်းနဲ့လာလက်ရှိမှာဖူဟန်သင်းကဒါမနီကဒါကျွန်တော် Aston Villa သင်းကိုရှုံးနေ Brighton ကလည်းဒါကျွန်တော်တို့လက်ရှိမှာဒါကျွန်တော်တို့ပွဲချက်တပွဲဖြစ်တဲ့ Newcastle United နဲ့တွေ့ရမှာဖြစ်တဲ့အတွက်ကြောင့်မို့သူတို့အနေနဲ့ဘုံမောက်ကတော့လက်ရှိဒါကျွန်တော်အခုလက်ရှိအဆင့်ချော်ပေါ့အေးပေါ့ဟိုအချက်မဲ့လီက9နေရာပဲထားဒါကျွန်တော်9နေရာဆိုကြကျွန်တော်တို့ Europa League အမြဲ2နေရာရတယ်ပြီးရင်တော့ကျွန်တော်တို့ assist ship ပေါ့ assist ship နေရာကဒါကျွန်တော်ဘုံမောက်ကတော့ conference league ရဖို့အတွက်များအဲ့တော့ Ariola နေတဲ့ဒီနေ့ဘွဲစမှာဒါကျွန်တော်တို့ သူတို့ရဲ့နိုင်ပသုံးမှတ်ကတော်တော်လေးကိုအရေးပါခဲ့တဲ့နိုင်ပွဲတစ်ပွဲတူပြောလို့ရမယ်တော့ပါအဲ့တော့ဒီနေ့ပုံစံမှာအာဆိုတဲ့မကောင်းခဲ့ဘူးလားမင်းမယ်ဆိုရင်တော့အဆင်ပြေပါတယ်တော်တော်လေးကိုဒါကျတော့ခါတိုင်းအာဆိုတဲ့အသင်းမဲ့တွေ့ရတယ်ဒါပေမဲ့လစ်လက်ချက်တွေလူအပ်ချက်တွေကိုအာဆိုသေးစီကအရင်တိုင်းပဲပြန်တွေ့ရတယ်တိုက်စမှုမရှိတဲ့ problem အဆုံးမတတ်နိုင်တဲ့ problem တွေကိုအမြဲတမ်းတွေ့ရတယ်တော့ပါတယ်တောင်မန်တွေကကောင်းပေမဲ့ end product တွေမရှိဘူးတိုက်စင်မှုနေရာမှာလည်းတိုက်စင်မှုဆက်ဆက်မရှိတဲ့ကြောင့်တိုက်စင်နေရာမှာတော်တော်လေးလိုအပ်ချက်ရှိဥမာလက်ရှိမှာ Evanderson တွန်းသွားတဲ့ဘောလုံးဆိုဒါကျွန်တော်တို့တိုက်စင်မှုကတိုက်စင်မှုနေရာမှာရှိရ၆ကဘောပြောရမစွန်းတာဒါချက်ကပါပေါ့ ဆက်ချိတ်ကိုက်စီ6ကိုက်စီထဲမှာဒါလုတ်တက်လုတ်တိုက်တဲ့ဥစ္စာလုတ်တက်တဲ့လူကတော့လုတ်တက်သူလုတ်သွားတယ်ဆိုတဲ့ပုံစံမျိုးမြင်တယ်။အာဆိုတဲ့မှာဒီလိုမလုတ်တက်တဲ့လူကနင်းနေတဲ့တမှာပါ။ဒါပေမဲ့ဒီနေ့ပုံစံမှာတခုမြင်ရတာက Thomas Party ပါရေတက်ကလမိုက်ဆီတိုက်စစ်ဆွဲယူခဏခဏမြင်ရတယ်။ဒါကအငြင်းတမ်းပဲ။ဒါထူးဆန်းတဲ့ຢာတခုမဟုတ်တော့ဘူး။ဒါကျွန်တော်တို့လက်တွေ့နေမြင်။အဲ့တော့ဒါ PSG နဲ့ပုံစံမှာ Party ပါမပါမပါဘယ်လောက်ထိအရေးကြီးလို့ဒါမျိုးကိုကြည့်ရင်သိတာ။အဲ့တော့ Party မပါရင်ဒါ Draw Rice ရဲ့တိုက်စစ်ဆွဲအားနေတယ်။ Party ပါပြီးဆိုတော့တိုက်စစ် Draw Rice နဲ့တိုက်စစ်ကိုကောင်းအောင်လိုက်လို့ရပြီ။နောက်ကနေပြီးလိုက်လို့ AC ဆော့လို့ရတယ်တမှာပါ။အဲ့တော့ အမနိုင်ပြောရမယ်ဆိုရင်ဒါကျွန်တော် David Raya အနေနဲ့လည်းဒုတိယလုံကသူပို့ပြီးတော့ကောင်းခဲ့တဲ့တယ်လို့မြင်တယ်။ပြီးတော့ဒီနေ့ပွဲစံမှာဒါအများကြီးပြောစရာတွေရှိလာတာက Arsenal အသင်းနဲ့ဒီနေ့ပွဲစံ momentum စောက်မယ်ဆိုအဲ့ momentum စောက်မယ် momentum ကပျောက်သွားတယ်။ပြီးတော့နောက်ထပ်ဆိုးတဲ့တစ်ချက်ကိုပြောပါဆိုရင် Arteta နဲ့ဒီကစားသမားတွေလူစားလဲတဲ့အချိန်မှာဒါ minute 90နီးနီးဖြစ်နေပြီ။ခုနကဆိုတော့ခုနကဘော okay တဖက်ကကိုသွင်းသွားတာဒါ85မိနစ်မှာသွင်းတယ်85မိနစ်မှာသွင်းတဲ့အချိန်မှာဒါကျွန်တော် PB water မှာ21 okay ဒါငါတို့ရှုံးတာသေးကြပြီ okay ဒါဆိုစောစီးလဲလိုက် မဟုတ်ဘူးအာဒိတာကတခါကြရအာဒိတာခေါင်းမှမူကလည်းဒါကျွန်တော်အသင်းကိုတော်တော်လေးကိုဆူးရွားစီရလို့ကျွန်တော်နည်းမြင်တယ်ဒီနေ့ပွဲစဉ်ပြီးမှကျွန်တော်အနေနဲ့ personally ပြောမယ် Ethan Wanderery ကပွဲကိုပွဲထွက်ရမယ်ခြားတိတ်တဲ့အနေနဲ့ရှိအဲ့တော့တချို့ကြဒီနေ့မှမေးတာ Ethan Wanderery လာမယ်ပွဲစဉ်မှာ Odin ကအစားထွက်ဖို့လားအဲ့တော့ Odin ကလည်းရှင်းမှာလူတွေဝေဘန်လို့လာတော့မသိပါဘူး Odin ကတကောင်းလည်းလက်ရှင်းမှာလာကျွန်တော်တို့ assist တလုံးလုပ်ပြပြီးမှဆူးသွားလို့မြင်အဲ့တော့ဒီလိုနေ့မျိုးပွဲစဉ်မှာကျွန်တော်ရဲ့ပုဂ္ဂိုလ်ရေးရအမြင်မှာဆို Zinchan ကိုလို့ Starling တို့ကပွဲထွက်တဲ့ကစားသမားတွေဖြစ်တယ်ဒါမှမဟုတ်ဒါကခုနကလူငယ်ကစားသမားဖြစ်တဲ့ Ethan Wanderery လို့ဆိုတော့လုံးဝဒါကျွန်တော်100%ပွဲထွက်တဲ့ ကားတော့ဦးကစားသမားတွေဆိုတာလုံးဝငင်းစရာမလိုဘူးနော်အဲ့တော့တကယ်တမ်းခုနကပြောသူနင်လားငါလားဟီမူးမန့်နေမှာဆိုတော့ဒါ ဒီကစားသမားဒန်ရသွားပြီလို့လုံးမယ်မမဲရပဲဒါချင်းကဒါကျွန်တော်အာစနိုသင်းနေစပေါ့တင်းနေပွဲစဉ်မှာဒါဆာလီဘာဒန်ရသွားတာဒီတိုင်းပဲအဲ့တော့ဒီနေရာမှာနောက်တစ်ခုကျွန်တော်အမြင်တစ်ခုသုံးသပ်ချင်တာတစ်ခုကျွန်တော်ပြောပါဆိုရင်အဲ့ဒါကဘာလဲဆိုရင်ဒါဂီဘရီယယ်ကိစ္စပဲအာစနိုသင်းကလက်ရှိမှာဂီဘရီယယ်မရှိတဲ့နောက်တန်းကတိတာလာခဲ့ပြီလို့ပြောလို့ရတယ်တဖြည်းနဲ့တဖြည်းပူပူပြီးတိတာလာတာဆက်ပီးစ်ပဲဆာလီဘာကဒါကျွန်တော်တို့တာမန်ချင်းဒီမှာကောင်းနေဆိုရင်မဲ့ဆက်ပီးစ်ဒီမှာဂီဘရီယယ်မပါတာတော်တော်လေးကိုတိတာတယ်ပူဆိုးသွားတာအဲ့ဒီကျွန်တော်တို့ဒါဒီ အရက်မြင့်မြင့်ထောင်ထောင်မောင်မောင်ကစားသမားတွေများပြီပဲဒါ AEO jewelry တွေကိုမရှင်းနိုင်တော်တော်လေးကိုဆိုးတယ်လို့ကျွန်တော်အရင်မှမြင်မိတယ်ဗောနော်အဲ့တော့ဘယ်လိုပဲပြောပြောဗောနော်ဒီနေ့ပေါ်စမှာ Arsenal တင်းနဲ့ပြန်ကြည့်မယ်ဆိုရင် နစ်နာမှုတွေကဒါကျွန်တော်တို့ဒီသုံးမှတ်ဒီသုံးမှတ်ဆိုတာတဲ့အနစ်နာမှုကပို့ပြီးတော့များတယ်လို့မြင်ကျွန်တော်ဒီပွဲချုပ်မှာပြောခဲ့သလိုပဲအာဆုံသိတဲ့ဒီနေ့ပွဲစမှာအကယ်၍ခုနပြောသူပဲရမှတ်အဖြစ်မယူနိုင်ခဲ့မယ်ဆိုရင်တော့မှတေးတမှတ်ကယူကိုယူသိတဲ့ပွဲစဉ်တစ်ခုဆိုတော့ကျွန်တော်ပြောခဲ့သလိုပဲဒီပွဲစဉ်ကအာဆုံသိတဲ့အဲ့ဒီအခြေအနေတွေအရန်ရန်ရေးကြီးတဲ့ပွဲတစ်ပွဲဖြစ်တယ် တို့မဲ့တော့ညာဒါယူအာစနောသိမ်းတာဂီယူမဆိုင်ခဲ့ဘူးလှုပ်ချင်တယ်လို့လှုပ်သွားတယ်ပြီးတော့ခုလက်ရှိမှာခံကျင်တယ်လို့ခံလာခဲ့ရတဲ့ပွဲစဲအဲ့တော့ပြဿနာကဒီညမှာပူဆိုးသွားတာရှုံးနေအခက်မသိအဆက်နှစ်ကိုသူများပေးရနိုင်တယ်ပြီးရင်ခုနပြောလက်ရှိမှာကစားသမားတွေမူမန်တန်ကျသွားနိုင်ခဲ့တဲ့အတွက်ကြောင့်မဒါ PSG နဲ့ပွဲစဉ်မှာအဲ့တော့တစ်ဖက်က PSG က stress ball နဲ့ပွဲစဉ်မှာကွင်းလေလူယာဝ niv တယောက်ကလွင်တသိန်းလုံးကိုအရန်နဲ့ထုတ်ကန်ထားတယ်ဒီနာမည်စင်းဒီမှာဘလောက်ဒီဆူလဲဒနာရမာရောမှာထဲ့မသုံးထားတဲ့အဒီကိုသူတို့နေသွားတာကိုတွေ့ရမယ်တဲ့မှာပါအဲ့တော့ ြောချင်တဲ့အဓိပ္ပာယ်ကတော့အဖေကတော့ရှင်းပါတယ်သူတို့အနေနဲ့အခုလက်ရှိမှာဒါအာစနိုသင်းတယ်ဒီနေ့ပွဲစဉ်ကဒါ positive sign နဲ့ဥစားကတော်တော်လေးမရှိတဲ့နေရာမှာနားသွားတယ်ပြီးတော့လူဟိုဗါလဲလူတွေအနေနဲ့ဒါကျွန်တော်တို့ဘယ်လိုပြောမလဲဟို momentum လည်းပျောက်ဆုံးသွားနိုင်တယ်လို့ဒါကစားသမားတွေဒဏ်ရာမရသွားတာကိုကန်ကောင်းသူပြောမယ်တယ်မှာပါအဲ့တော့အာစပရိသတ်တွေကအခုလက်ရှိမှာဒီကိစ္စနဲ့ပတ်သက်ပြီးအာဒီတာကိုပေါက်ကွဲနေတယ်။ဒါမှမဟုတ်တော့ account ကပြန် account ဘက်ကဒါရှာရှာပါပါပြန်ကြည့်တတ်ရင်တော့ဘယ်လိုပြန်တွေးလို့ရလဲဆိုတော့ okay arsenal အသင်းနေနဲ့ဒါအ ਨੇ စုံတော့ ဒီနေရာမှာအောင်ငါတို့ရှုံးသွားခဲ့တယ်နောက်ဘက်နိုင်ကိုနိုင်မှဖြစ်မယ်ဆိုတဲ့စိတ်ကလေးဝင်သွားတယ်ဆိုတော့အဲ့တော့အဲ့လိုမျိုးရှာကြံပြီးတော့တွေးမယ်ဆိုရင်တော့ okay ပေါ့ဖြစ်နိုင်တယ်ပေါ့နော်ဒါပေမဲ့ပြန်ကြည့်မယ်ဆိုကျွန်တော်တော့မကြိုက်ဘူး art data တွေနေနင်းသွားကမကြိုက်ဘူးပြီးခုနပေါ်သူပဲနောက်ဆုံးချိန်ဒီဗျာဒါခုနပေါ်သူပဲကျွန်တော်တိတလောက်ကဟိုဘဒူအဲတက္ကလန်ရိုက်တယောက်ကလွယ်မိနစ်80ကျော်ဒီကစားသမားတွေကိုကွင်းနဲ့ထည့်တာလို့ကျွန်တော်သဘောမကျအဲ့တော့ နီးပြတာနီးပြပဲအာဒိတာကအာဒိတာပဲဒါကကျွန်တော်တို့အများကြီးအများကြီးအများကြီးအစပေါင်းတောင်းနဲ့တိမ့်နဲ့ချီလို့တော်တော်ဒီလိုမျိုးနီးပြနေတာဖြစ်နေရဒါပေမဲ့တခါကြရင်ပြလူတယ်အာဒိတာလည်းဘာတွေလုံးမမသိတဲ့ဘာတွေလုံးမမသိတဲ့ပြဿနာလည်းတော်တော်လေးကိုကြီးရလို့ကျွန်တော်အနေနဲ့မြင်နေဒါမီတို့ပင်စိုးစည်းကောင်းမှုဒီနေ့တာကျွန်တော်ပွဲစဉ်ကအာဒိတာအတွက်လည်းဒါကြောင့်တော်တော်လေးကိုအားနေစရာဖြစ်ခဲ့တယ်အိမ်ဝင်းမှာရှုံးနေဗျာ သုံးဘက်ရော့တယ်အကမတင်အစင်းတဲ့နေရာကနေဒါကျွန်တော်တို့တဖြည်းဖြည်းတော်တော်လေးကိုကတ်လာတဲ့နေရာမှာပါတယ်နောက်ဆုံးတစ်ခုအနေနဲ့ပြောရမယ်ဆိုရင်လက်ရှိမှာ movement down ဘယ်နှ movement down ကိုသွားယူရမှာမသိတော့အဲ့တော့ဒါဒီနေ့ပွဲစမှာပြန်ကြည့်မယ်ဆိုရင်တော့ Gabriel မပါတာတဖြည်းဖြည်းနဲ့တဖြည်းဒါကျွန်တော် Arsenal အသင်းအနေနဲ့ထိုးနှက်ချက်ကြီးအတိတာလာပြီလို့ပြောလို့ရတယ်တဖြည်းနဲ့တဖြည်းဒါကျွန်တော်တို့ Arsenal အသင်းနဲ့ဒီနေ့ပွဲစမှာဘာဖြစ်ချင်မှမသိတဲ့ဒါကျွန်တော်အခြေအနေတစ်ခုတွေ့ရတယ်အဲ့တော့ PSG နဲ့ပွဲစမှာဒါကြီးကိုလုံးဝဖျောက်ပြီးတော့ငါတို့ စတွေ့တဲ့စိတ်တဲ့လူတွေနဲ့တွေ့ရဖို့ဒါတော့ပို့ဆိုတာ PSG ရဲ့အိမ်ခွင့်ဖြစ်တဲ့ Parque des Princes မှာတော့ကြံရမယ်တော့ကြောင့်မလို့ Arsenal အသင်းအနေနဲ့လုံးဝကိုဒါတည်တည်ချာချာ approach လုပ်တဲ့ပွဲတပွဲလို့ကျွန်တော်ရဲ့ပုံကူရေးရမှာမြင်တယ်။ ဒါပေမဲ့ဒီနေ့ဘောစံကထားလိုက်တော့ပြီးသွားပြီဘာလို့လို့မရထားလိုက်တော့ပြီးသွားပြီအဲ့တော့နှမျောမှုတော့ကောင်းတယ်အတလီဆိုခုနကပြောတည်တမတ်လောက်ရောလူငယ်နဲ့ကစားမယ်ဆိုရင်တော့ဒီဘောစံကတပြုတ်တဖုံပြောင်းလဲသွားနိုင်တယ်အဲ့တော့လူကြီးနဲ့ကစားသွားတယ်လူကြီးတွေကလည်းခုနကပြောလို့ပဲထင်လောက်မပြနိုင်ခင်ဘူးဒါခုနကရှာကြံပေးကြည့်မယ်ဆိုတော့ Odin က SSP တဲ့ Douglas Rush ကတော့ကောင်းမြေကောင်းစေဖြစ်တယ်ဒါကွင်းလေပိုင်းကတော့မဆိုးဒါပေမဲ့တိုက်ဆက်ပိုင်းကတော့လူဝချက်တွေရှည်စမြဲပဲတစ်ဖက်ကတော့ကျွန်တော်ဘုံမောက်သဲ RU လာတော့ကချီချူတဲ့သူနေတာကျွန်တော် conference တွေအတွက်တည်ချလောက်နေနေဖြစ်လာတော့မယ်လို့ပြောလို့ရတယ်မှာပါအဲ့တော့ ဘယ်လိုပဲပြောပါဒီနေ့ပွဲစဉ်ကအာဆနယ်သင်းတော်ကတကယ်ကိုနစ်နာတဲ့ပွဲစဉ်တစ်ပွဲလို့ပြောမယ်ဆိုရင်တော့ကျွန်တော်အနေနဲ့မှားမယ်တော့မထင်ပါဘူးတလောက်ပါပဲအားလုံးပဲကောင်းမွန်တော့မနေ့ကင်းလေးဖြစ်ပါစို့ဆုမွန်အောင်တောင်းပေးနေ ကျွန်တော်တို့ညောင်မှာ AC တူကြတာပေါ့ကောင်းမွန်တော့မနဲ့ကင်းလေးဖြစ်ပါစို့စုမငောင်းတောင်းပြလိုက်ပါတယ်ကျွန်တော်တောင်းပြပါအောင်ပေါ်လုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0 ਨੇ DB4U တို့မှာကျင်းစုဆောင်ပေါအောင်ကူညီလို့ရပါတယ်မြန်မာပြည်လက်ကလစ်ဖို့မမေ့ကြပါနဲ့အောက်က comment တွေထဲမှာလည်း Youth Sport Media 3.0 ਨੇ DB4U တို့ link လေးတွေကိုထည့်ပေးထားခြင်းပဲကျွန်တော်ပြောဆိုကူညီပေးလို့ရပါတယ်ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လုပ်ပြီးကျွန်တော်အားပေးလို့ရပါတယ်မြန်မာပြည်လက်ကလစ်ဖို့မမေ့ကြပါနဲ့ ညံ့ညံ့ကလစ်မှာမမြန်နိုင်တာဖြစ်ပါတယ်အားလုံးမကြိုတူပါနဲ့ကောင်းမွန်သောနေ့လေးနေ့ဖြစ်ပါစို့ဆုမွန်ကောင်းတောင်းပြီးနေပဲကျွန်တော်တို့ညောင်းမှာပဲအေးအေးဆေးဆေးကြွကြတာပေါ့ဒေးဖော်ပါဗျ